ဒီချက်ဒီအိတ်ကလေးကိုပညာဒါနချုပ်ပြထားတယ်နော်အဲ့တော့ဒီအိတ်ကလေးကဒီချက်ကပတံကိုလည်းစာဆုံးရှင်းပြထားပေးတယ်ပတံကမိမိပဲသာဆွဲသွားလို့ရတယ်နော်ဘာမှမခက်ခဲဘူးလွယ်လွယ်ကူကူပဲပေါ့လေနော်နောက်ချုပ်ထားတာလည်းဘာမှခက်ခဲမရှိဘူးဒီမှာအထဲမှာလည်းလွယ်ကူတယ်အဲ့တော့ဒီဗီဒီယိုလေးကိုအစာဆုံးကြည့်သွားတယ်ဆိုလို့ရှိရင်ဒီအိတ်ချုပ်နီးလေးကအစာဆုံးရှိနေပါတယ်လို့ပြောပြခြင်းပါတယ်အာဒီချက်ဒီမှာအာ long mini wallet ဆိုပြီးတော့ pattern လေးပြမယ်နော် အဲဒါလေးကိုဒီ share video နဲ့ချုပ်ပြမယ်ပေါ့နော်အဲ့တော့ဒီ share pattern 5ကသူကဒီမှာဒီလိုအလျာက20.5 20.5 cm နော်ဒီလိုအနံကကြတော့သူက20 cm ဒါမဲ့20 cm ကိုဒီ share ကချုပ်စာ1 cm ပေါင်းတယ်ဘာကြောင့်လဲဆိုတော့ဒီထိပ်မှာဒီ share တော့ချုပ်စာထားရမယ်နော်ချုပ်စာထားရမယ်ဆိုတော့အရင်တော့ဆိုရင်တော့ဒီ share ကဟာလာဒီ0.7ဆိုပြီးတော့ share ကပေးပေးမယ်ဒါမဲ့တစ်ခါတလေကြလို့ရှိရင် တချို့ချုပ်စာချုပ်တာတွေမှာမှန်တဲ့အခါကျရက်ကအခု1 cm ပဲတတ်မှတ်ထားပေးလိုက်တော့တယ်1 cm เนาะအဲ1 cm ထားလိုက်တဲ့အခါကျကျတို့ကဒီဒီအတိုင်းအတာကသူက20ရှိတယ်1 cm ပေါင်းတော့21 cm ရှိတယ်เนาะအဲ့တော့ဒီမှာ20.5 cm ဒီမှာ21 cm ကွက်ကွက်ပက်တန်ဆွဲလို့ရတယ်เนาะဒီချက်ပြောတဲ့ဟာကိုအသေးချာပြန်ကြည့်ပြီးအဲ့တော့ဒီအောက်ကျတော့ဒီချက်တို့ကဒီမှာအဝိုင်းလေးတွေဒီလိုဟိုဒီလို အကွေးပေါ့အကွေးလေးတွေလှုပ်ချင်တယ်ပေါ့ဒီလိုအကွေးလှုပ်ချင်တဲ့အခါကျတော့ဒီချက်တို့ကဒီကနေပြီးတော့ဒီထိက3စင်တီဒီကနေပြီးတော့ဒီထိက3စင်တီအဲ့လိုယူလိုက်အဲ့လိုယူပြီးတဲ့အခါကျလို့ရှိရင်ဒီချက်တို့ကဒီမှာသူ့ဒီနံပါတ်အတိုင်းကို ကွေးဝါလိုက်ရင်ဒီအကွေးလေးတွေသူကထွက်လာတယ်နော်ဒီဘက်မှာလည်းဒီတိုင်းပဲနော်ဒါဆိုရင်ဒီပတ်တန်ချောင်းကိုနားလေပြီအဲ့တော့ဒီချက်တို့ကဒီမှာပလတ်စတစ်ပတ်တန်လေးတွေထုတ်ထားနော်ဘာကြောင့်လဲဆိုတဲ့အခါကျကိုပတ်တန်ပြန်တိုင်းတဲ့အချိန်မှာအဆင်ပြေတယ် เนาะဒီချက်ဆိုရင်ဒီမှာ plastic pattern လေးတွေအမြဲထုတ်ထားပေးတယ်เนาะဒါမတွေ့လားအတိအကျပဲเนาะ20.5 cm 21 cm ဒီမှာချုပ်စာ1 cm ဖယ်လိုက်တယ်เนาะပြီးတော့ဒီအကွေးလေးက3 cm ဒီကနေ3 cm ပြီးတော့အကွေးဆွဲလိုက်တယ်အဲ့ဒါပဲเนาะအဲအဲ့တော့နောက်တစ်ခုကပါလဲဆိုတော့တချို့တို့ဒီအိတ်ကလေးကိုဘေးကိုဆက်မဲ့ဟာရှိတယ်ဘေးကိုဆက်မဲ့ဟာလေးကြတော့တချို့တို့ကဘယ်လိုလုပ်ရမလဲဆိုတော့9 cm 9 cm ညီတဝောင်ယူလိုက်တယ်နော်ယူပြီးတော့မှတခြားတို့ကခုနှစ်စင်တီကနေပြီးတော့ဒီကနေပြီးတော့ဒီထဲကိုနှစ်စင်တီဝင်မယ်ဒီကနေဒီထဲကိုနှစ်စင်တီဝင်မယ်အဲ့တော့ဒီအလဲမှာ3စင်တီပဲကြံခဲ့တယ်အဲ့ဒီကြံခဲ့တဲ့အတိုင်းကိုတခြားကပတ်တန်ထုတ်မယ်မတွေ့လားနော်ပတ်တန်ထုတ်မယ်ထုတ်ပြီးတဲ့အခါကျလို့ရှိရင်ဒီပတ်တန်ကတခြားတို့ကဒီမှာဘေးကိုဆဲရမှာဆိုတော့မပိစအလှနှစ်ခုကို ထပ်ပြီးတော့ဒီပတန်ကိုဒီမှာတင်ပြီးတော့ဆွဲမယ်ဆွဲပြီးတဲ့အခါကျဒီဟာကိုအကုန်ချုပ်ပြီးတော့ဒီနားမှာချုပ်စာထားရမယ်เนาะဒါဆိုရင်နားလေတယ်เนาะချုပ်စာထားရမယ်အဲ့တော့နှစ်ဖက်ဆိုတော့နှစ်ဖက်မဟုတ်တစ်ဖက်တည်းတစ်ဖက်တည်းတစ်ဖက်တည်းသုံးမှာဒီရှယ်တို့เนาะတစ်ဖက်တည်းသုံးမယ်ဆိုတော့ဒီဟာအလှဘက်ကိုပြန်လှည့်ယူမယ်เนาะโอเคဒါရပြီအဲ့အဲ့တော့အတွင်းမှာထားမယ်အိတ်ကလေးတွေ အပြင်မှာထားမဲ့အိတ်ကလေးတွေကြတော့ဒီချေတို့ကဘာလုပ်ရမလဲဆိုတော့14 14ယူရမယ်14ယူရမယ်နှစ်ဆနော်နှစ်ဆတွေ့လားအဲ့ဒီနှစ်ဆကိုဒီချေတို့က14 14ကိုဒီချေတို့ကခုနှစ်စီတဝက်စီပြန်ခောက်လိုက်ခောက်ပြီးတော့ဒီမှာ14အမြောက်ခုနှစ်စင်တီကော့ကပ်ပိတ်မိဘူးတိုက်ရမယ်နော်တိုက်ပြီးတော့မှဒီချေတို့ကဒီဘေးမှာအကုန်လိုက်ချုပ်ရမယ် ပြီးတော့ဒီနေရာမှာအလှဘက်ပြန်လှဲဖို့အပေါက်ထွက်ရမယ်နော်အဲ့တော့ဒီကျေတို့နှစ်အိတ်တက်မဲ့အခါကျတော့ကျေတို့တရားကိုနှစ်ခုလောက်ထားတယ်နော်ဒါနာလဲပြီအဲ့တော့ပတ်တန်ပတ်တန်နဲ့ပတ်သက်လို့ကဒီကျေကဒီမှာဟိုအလှပိတ်ပေါ့ပတ်တန်ဆိုတာအလှပိတ်နဲ့ပတ်သက်လို့ဒီကျေဒီမှာပြောပြပေးချင်တာလေးကဒီကျေတို့ကအလှပိတ်ကိုဒီမှာယူလိုက်ပြီးရင်ကော့ကပ်ပိတ်ကော့ကပ်ပိတ်ထပ်ပြီးတော့တတ်တယ်နော် ကောက်ကပိတ်ထပ်ပြီးတော့မိမှုတိုက်လိုက်တယ်တိုက်ပြီးတော့မှဒီမှာဒီချက်တို့ဒီလိုယူလိုက်တယ်အဲ့တော့စောစောကဒီချက်တို့ဒီပက်တန်မှာကဒီဘေးတွေကလုံးဝချုပ်ဆာယူစရာမလိုဘာချုပ်ဆာမှယူစရာမလိုဒီချက်တို့ဒီမှာပိတ်ဆအလှကိုဖြတ်တဲ့အခါကျတော့လေပက်တန်အတိအကျတိုင်းပဲဖြတ်တယ်တွေ့လားနော်အတိအကျတိုင်းပဲဖြတ်တယ်ဘေးမှာချုပ်စာလုံးဝမရှိဘူးဒါကြောင့်မလို့ဒီပတ္တန်မှာဒီချက်ကပေါ်ကချုပ်စာကိုတမင်ငါထည့်ပေးထားတာ။ဘာကြောင့်လဲဆိုတော့ဒီချက်တို့ကဘေးချုပ်စာမယူလို့ရှိရင်အပေါ်ချုပ်စာမေ့သွားတတ်တယ် ရောင်းမလို့တစ်ချက်ကဒီမှာတခါတဲ့ပတ်တံမာတဲ့ဟာအပေါ်ချုပ်စာအတွက်ကိုယူထားပေးပြီးသားနော်အဲ့တော့အခုဒီမှာတစ်ချက်တော့ကအလှပိတ်ကပတ်တံအတိုင်းအတိအကျဖြတ်လိုက်ပြီနော်ရပြီပြီးရင်ကော့ကပ်ပိတ်မိဘူးတိုက်တယ်အပြီးတဲ့အခါကျတော့ဒီချက်တော့ကဘာလုပ်မလဲဆိုတော့အတွင်းငံပိတ်နော်အတွင်းငံပိတ်ကြတော့အလှပိတ်ထဲဒီချက်တော့ကပို့ပြီးကြီးထားရတယ်ဘာကြောင့်ကြီးထားရလဲဆိုတော့ဒီချက်တော့ဒီမှာဒီထိတ်မှချုပ်ပြီးတဲ့အခါကျပြန်လှည့်တဲ့အခါကျရင်အတိအကျဆိုလို့ရှိရင်တိုးပြီးတော့တက်သွားတတ်တယ် နော်အဲ့ဒါကြောင့်မို့လို့တချို့တို့ကအတွင်းခံပေးကြတော့ဘေးမှာအကုန်အပိုတွေထားထားပေးရတယ်အဲ့တော့ဖော့ဖော့လေဒီတိုင်းပဲတချို့တို့ကအတွင်းခံပေးထက်ကိုပိုကြီးရတယ်အဲ့တော့အခုဒီမှာတချို့တို့ကဒါဘာလုပ်မလဲဆိုတဲ့အခါကျတော့ဒီအလှပိတ်ရယ်ဒီအတွင်းခံပိတ်ရယ်နော်ဒီအတွင်းခံပိတ်ကိုဒီဖော့ပေါ်မှာတင်လိုက်တယ်နော်ဒီလိုတင်ဒီမှာတင်လိုက်တယ် တင်လိုက်ပြီးတဲ့အခါကျလို့ရှိရင်တချို့တို့ကဒီမှာအလှပိတ်ကိုအလှလှချင်းတတင်လိုက်မယ်။နော်တင်ပြီးတဲ့အခါကျရင်တချို့တို့ကဘာလုပ်မလဲဆိုတော့ဒီမှာဆော့ဆော့ကတချို့တို့ထားခဲ့တဲ့1စင်တီချုပ်စာ1စင်တီချုပ်စာနော်ဒီအထက်က30ဆိုတာမီလီမီတာလေးတွေ ဟမ်နော်အဲ့1 city ချုပ်စာနဲ့တချက်တို့ကဒီမှာအလှပိတ်ရယ်ဖော့ရယ်ကိုတွဲပြီးတော့တခါလေးချုပ်မှာနော်အဲ့ဒီတော့တွဲပြီးတော့ချုပ်လိုက်မှာအဲ့တော့ချုပ်တဲ့ဟာလေးကိုဒီချက်မပြတော့ဘူးနော်ချုပ်တဲ့ဟာကဆက်ရှိတဲ့လူကဆက်နဲ့ချုပ်လို့ရတယ်ဆက်မရှိတဲ့လူကလက်ချုပ်နဲ့ချုပ်လို့ရတယ်နော်နောက်တည်းလား တော့အဲ့လိုဒီမှာထိတ်မှတက်ထားပြီးရေတို့ကဒီအောက်တွေပါပြန်ရတွေတွဲရမယ်နော်ဘာလို့ဆိုလို့ရှိရင်ဒီအောက်တွေကအပေါ်ကိုလက်သွားတဲ့အတိုင်းတက်သွားတဲ့အခါကျရင်ပိဿတွေကမညီမညာဖြစ်တတ်တယ်နော်ဒါလေးတွေကတတိထားမယ်အချက်ကလေးတွေပေါ့အဲဒါဆိုရပြီနော်ဟုတ်ပြီအဲ့တော့အဲ့ဒါကိုဒီမှာဒီကနေပြီးတော့တချောင်း ဲ့တော့အခုဒီမှာတချို့တို့ချုပ်ပြီးသွားပြီနော်ချုပ်ပြီးသွားတဲ့အခါကျတော့တချို့တို့မလုပ်ရမလဲဆိုတော့ဒီဖော့ကိုဖြတ်ထုတ်ပေးရမယ်နော်ဖော့ကိုဒီမှာဖြတ်ထုတ်တဲ့အခါကျတော့ဒီမှာတချို့တို့ကကြီးလေးနဲ့အသားလေးဖြတ်ထုတ်မယ်ဘေးကချုပ်ရိုးချောင်းကိုလုံးဝမထိစေရဘူးနော် ူရိုးကြောင့်တည်ထားပေးနော်ချူရိုးကြောင့်ထိသွားရင်နော်ပြန်ပြီးထတ်ချုပ်ပါမှာအစ်စ်ကစားပြီးတော့နော် ခင်ရတယ်လို့ဆိုအဲ့ဒါဆိုလို့ရှိရင်တကယ်တော့ဘာလုပ်မလဲဆိုတော့အလှဘက်ကိုပြန်လှည့်ရမယ်အလှဘက်ကိုနော်ဒါလေးပြန်ဖြုတ်ဒီအလှဘက်ကိုလှည့်ရအဲ့ဒါဒီအလှဘက်ကိုလှည့်မယ်ဆိုတဲ့အခါကျတော့တကယ်တော့ဒီမှာဒီဥစ္စာကကိုယ့်နောက်ကိုလိုက်မလာအောင်လို့ချေလို့ပင်အကလေးတွေထိုးထားပေး နမို့ဆိုလို့ရှိရင်ဒီခါကလိုက်လာတဲ့ခါကြလို့ရှိရင်ရေတော့မတိပဲနဲ့တစ်ဖက်မှာချုပ်ပြီးပြီဆိုရင်အထဲမှာဒီဟာကြီးကဟိုဖောင်းဖွပွားကြီးဖြစ်ပြီးတော့အိုင်သွားမယ်နော်မလှပဲဖြစ်တာပေါ့လေအဲ့အဲ့တော့โอเคဒီမှာရပြီဟာလာနောက်ကြည့်ဒီလိုနော်ရတယ်ဒီမှာဒီဟာကိုခြေတော့ကဒီလိုလုတ်ပြီးတော့ဘာလုပ်ရမလဲဆိုတော့ပင်အပ်တွေထိုး nó mà cũng bé đi thủ nó, hộp bị nó အဲအဲ့လိုရပြီးပြီဆိုတော့မှဒီချက်တော့ဘာလုပ်မလဲဆိုတော့အတီကြီးချုပ်ရမယ်။နော်အတီကြီးချုပ်ရမယ်။အတီကြီးချုပ်တဲ့အခါကျတော့ချက်တို့ဒီမှာဒီထိတ်ကနေစပြီးတော့ချက်တို့အတီကြီးချုပ်ပေး။နော်ဒီလိုမျိုးအတီကြီးကိုချုပ်သွားလိုက်။နော်အဲ့လိုချုပ်သွားပြီးတဲ့အခါကျဒီအထိတောက်လျှောက် ချုပ်ခဲ့။ချုပ်ပြီးတဲ့အခါကျလို့ရှိရင်ချက်တို့ကဘာလုပ်ရမလဲဆိုတော့ဒီမှာ ဒီဟာဆော့ဆော့ပြန်အထိုးอ่ะဒီမှာမလုံးဝမလဲဆိုတဲ့အခါကျတော့ဒီကိုယ်ထဲမှာလည်းဒီချေတို့အတီကြီးတွေလိုက်ချုပ်မယ်နော်ဘာကြောင့်အတီကြီးတွေလိုက်ချုပ်ရမလဲဆိုတဲ့အခါကျချေတို့ကွေးတင်းလောက်ဝမယ်ကွေးတင်းလောက်ဝမယ်အခါကျတော့ကိုကမိမိရဟလာဥမာဆက်ချုပ်ကွေးတင်းလောက်ချင်လဲရတယ်အဲဒါမှမဟုတ်လို့ရှိရင်လက်ချုပ်ကွေးတင်းလောက်ချင်လဲရတယ်ဒါမိမိသဘောနော်ဆိုတော့အဲ့တော့ဒီချေကွေးတင်းလောက်တာတွေပါပြီမပြအဲ့တော့အခုဒီမှာနော်ဒီချေတို့ဒီအထိရောက်လာပြီပေါ့ဟလား ဒီထိရောက်လာပြီဆိုလို့ရှိရင်ဒီမှာဒီ share တော့ဟာဒီမှာ8ထဲမှာเนาะ8ထဲမှာဆိုတော့ဒီ share pattern မှာပြထားပြီးပြီ pattern မှာဒီ share တော့ဒီမှာဒါကို14 14 14လာပြီးတော့တစ်ဖက်မှာ cocker bait ထဲမှာထည့်ပြီးရင် share တော့ပြန်ပိတ်ရမယ်အဲဒါဒီဒီအောက်ဖက်เนาะပြန်ပိတ်ပြီးရဲ့ခါကျရင် share တော့ဒီမှာ8လာထည့်မယ်8လာထည့်တဲ့ခါကျရင် share တော့ဒီမှာတွေ့လာဒီအလဲအလဲအမှတ်သားကိုတိကျယူရမယ်ဒီမှာကြည့်ဒီအလဲเนาะဒီမှာအလဲအမှတ်ဟုတ်လား အနာကိုယူပြီးတော့မှတရားတို့ကအိတ်ကိုနေရာချမယ်။နေရာချမယ်ခါကျတော့ခုဒီမှာတရားတို့ဒါဆိုရင်အပေါ်ဘက်နော်။ပေါ်ဘက်ဆိုရင်ဒီမှာဒီဘက်ကချုပ်ထားတဲ့အိတ်နဲ့ညီနေရမယ်။နော်။ခြေတို့ပေတန်းနဲ့ချိလိုက်။နော်ဒီမှာဒီဘက်ကချုပ်ထားတဲ့ပိတ်ကဒီမှာ။နော်။ဒီမှာချိပြီးတော့အပေါ်ကဘယ်လောက်ရှိလဲ။ နှစ်ခွဲရှိတယ်ဒီဘက်မှာဘယ်လောက်ရှိလဲနှစ်ခွဲပဲအတိအကျအဲ့လိုထားเนาะအဲ့လိုထားပြီးလို့ရှိရင်ချေတို့ဒီမှာဒီဟာဒီအပေါ်မပိတ်ဘူးเนาะပေါ်ကဒီချေတို့ဟာအိတ်အနေနဲ့ထားမှာမဟုတ်တော့ဒီဘေးတွေကိုပဲချေတို့အရင်ထားမယ်เนาะအဲ့တော့ပြီးတော့ဒီချေတို့ဒီဟာနေပြီးတော့ဒီလိုတောက်လျှောက်ချူယိုးပြောင်းနဲ့ချုပ်လာခဲ့ပြီးရင်တခါနောက်တစ်ချောင်းထပ်ချုပ်နှစ်ချောင်းတော့ချုပ်ပါမယ် နော်ဒါလေးอ่ะဒီချက်တို့အိပ်ပြီးတော့มาဘေးมาဆက်မယ်ဟာအဲ့တော့အခုဒီမှာဒီချက်ပြပြမယ်မကြည့်ထုံးကိုအထက်ထက်နော်အထုံးနေအပြင်မှာထားလို့မရဘူးထုံးနေအပြင်မှာထားရင်ဘာဖြစ်လဲဆိုတော့ဒီကျတော့ဒီ လက်သေးနဲ့ညိတာတို့ဘာလို့အဲ့လိုပဲဖြစ်တတ်တယ်။နောက်ဝင်သွားပြီတို့လား။ Okay ဝင်သွားပြီဆိုတော့မှတချို့တော့ဒီမှာเนาะဒီထိတ်ကနေပြီးတော့ဟုတ်တယ်လားဒီထိတ်ကနေပြီးတော့ချေတို့ချုပ်ရိုးပြောက်ကလေးတွေနဲ့ချုပ်သွားเนาะ တက်လာချုပ်ရိုးဗျเนาะအဲ့လိုချုပ်သွားတဲ့ခါကျဒီမှာချုပ်ရိုးတွေမမြင်ရတော့ဘူးเนาะအဲ့တော့အဲ့ဒါကိုဆက်ပြီးတော့ဒီကနေတော့ရှောက်ဒီအထိချုပ်မယ်ချုပ်ပြီးတစ်ခေါက်ပြန်ဆင်းလာတချေတို့ဒီမှာအကုတ်ကုတ်မယ်เนาะအကုတ်ကုတ်တဲ့ခါကျရင်အကုတ်ကဘယ်လိုလာမလဲဆိုတဲ့ခါကျတော့ဒီမှာတချေတို့ဒီမှာ1 cm လောက်ပို့ထားပေးเนาะဒါဆိုရင်1 cm မကအောင်ဟုတ်လားအဲ့လိုပို့ထားပေး ပို့ထားပေးပြီးတော့တခြားတို့ဒီမှာတောက်လျှောက်အကုတ်ကိုယူလာမယ်အကုတ်ကတခြားတို့ဟာလား3.5စင်တီ3.5စင်တီဒီပေးတာမှာပါတယ်เนาะဒီအပေါ်က3.5ပြီးတော့ဒီမှာ0.9ဆိုတော့အားလုံးဘယ်လောက်ရှိလဲ4.2လောက်ရှိတယ်ဟုတ်တယ်မလားဒါပေမဲ့တခြားတို့အကုတ်စကိုတခါလဲ4စင်တီလောက်လဲရတယ်เนาะ4စင်တီတခါလဲဖြတ်လိုက်လဲရတယ်ပြီးတော့မှာ တသမခွန်နေချုပ်စာပြန်ယူအဲ့ဒီလိုလည်းရတယ်နော်မိမိကြိုက်တဲ့နည်းနဲ့သုံးလို့ရတယ်တချို့တော့ကတော့တချို့တော့ယူနေကြအတိုင်းပေါ့နော်တချို့တော့ယူနေကြဟာသုံးတသမ5ရဲ့တသမခွန်နေချုပ်စာစင်တီရဲ့အဲအဲ့ဒါနော်ဒီအကွေလေးတွေကိုတတိထားပေးနော်ကွေလေးတွေအရေးကြီးတယ် ဒါလေးကတော့ဒီအဓိကအကွေပဲဒီအကွေမှာနေရာမှန်နေဆိုရင်ဘာမှပြဿနာမရှိဘူး ဒီမှာနော်ဒီမှာလည်းဒီတိုင်းပဲဒီကျတော့ဒီမှာတစ်စင်ဒီလောက်ထားမယ်ဆိုတော့ဒီလောက်ကိုဖြတ်ချလိုက်လို့ရတယ်နော်ဒီမှာဒီလောက်ဖြတ်ချထားလို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာအကုတ်ကုတ်မယ်အကုတ်ကုတ်တာကိုဒီချက်ချုပ်မပြတော့ဘူးဟာလာမိမိသဘောဆက်နဲ့လည်းချုပ်လို့ရတယ်လက်ချုပ်လည်းချုပ်လို့ရတယ်နော်အဲ့တော့ဒီထိတ်မှဆောစောကဒီကျတော့ဒီမှာနော်1စင်ဒီထားခဲ့တဲ့ဟာကိုဒီကျတော့ဒီလိုအထဲကိုပြန်ခောက်ပါမယ်နော် ပြန်ခောက်ပါမယ်ဒီမှာနော်နောက်ချက်ခောက်တဲ့နေရာလေးကိုနည်းနည်းလေးစိတ်ရှည်ရှည်ထားပေးနော်အစွန်းနေအစတွေလုံးဝထွက်လို့မရအောင်နော် อืมအဲ့လိုဒီလိုခောက်ထည့်ရမှာเนาะဒီဘက်လဲဒီတိုင်းပဲအဲ့တော့ဒီမှာဒီချက်ခောက်ထည့်ပြီးသားကိုချုပ်ပြပေးမယ်เนาะ ရအဲ့တော့အခုဒီမှာခြေတော့အချီချိုးကိုဒီမှာခြီးတုပ်မယ်နော်ခြီးတုပ်ပြီးရင်ခြီးထုံးကိုဖွဲ့အောင်อืมฉีดลงဝင်သွားပြီဟာล่ะฉีดลงဝင်သွားပြီဆိုတော့มาတချက်တော့ဒီมา အစတွေအပြင်ကိုမထွက်စေနဲ့အမ်းဟုတ်ရပြီနော်အဲ့တော့မှဒီစရောဒီမှာဒီနှစ်ခုကိုอืมปูบิอะลุชุบชุบပြီးတော့มาဒီချက်တော့ချုပ်ရိုးပြောက်ပဲချုပ်ออกมาเนาะမှတ်ကြည့် 你在俺店里上药。 ိုရပြဒါဒီချက်တမင်းကဒီအချီကိုအယောင်နဲ့ပြထားပေးတာเนาะညမတည်းလားเนาะချိုးရိုးတွေအများကြီးမထွက်ဘူးဒီထိတ်လေးလောက်ပဲဒီထိတ်ကဒီချက်တော့ဒီမှာပြန်အုပ်တဲ့အတွက်ဒါပြဿနာမရှိဘူးဘာလို့ဆိုဒီချက်တော့ဇစ်ဖုံးအောင်ပါเนาะအဲ့တော့ခုဒီမှာဒီဟာကိုဒီတိုင်းမဲ့တချက်ကိုချုပ်သွားမယ်เนาะ အဲ့လိုချုပ်တဲ့အချိန်မှာကျွန်တော်ကဒီအပြင်ဘက်ကောအတွင်းဘက်ကောအကုန်လုံးနှစ်ဖက်စလုံးကိုစစ်ပြီးတော့ချုပ်ရမယ်နော်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီဟာကိုပြီးတဲ့အထိဒီမှာကွာကိုချုပ်သွားရုံပဲဒီထိပ်ကိုပိတ်ဖို့တတိထားနော်အဲ့ဒါချုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘေးဆက်တာဒီဘေးကိုပိတ်တာအဲ့ပိတ်တာကိုကျွန်တော်ထပ်ပြပေးမယ်ဒီကျွန်တော်ဘေးကိုပိတ်တယ်နော်ဒီမှာဘေးပိတ်တဲ့အခါမှာဒီမှာ ဒါလေးကိုညင်အောင်ညှိညှိပြီးရင်ဒီမှာဒီကျိုးကဒီဘက်တဲ့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 ဝင်တဲ့တဲ့ပြန်ထွက်တယ်လားဒီအပေါ်အသားဟောပဲနော်ဒါမှသူကအပေါက်ကညင်အောင်ပိတ်လိုက်မှာမတည်လားဒီဘက်ဆိုရင်ဒီမှာ ဲ့လိုသွားပြီးရင်ရှင်တို့ကဘာလုပ်ရမလဲဆိုတာဒါလေးကိုအသာလေးဆွဲရတယ်လားအသာလေးဖြည်းဖြည်းလေးနော်အရင်ဆွဲလို့မရငါတက်လားအဲ့လိုဖြစ်သွားတယ်အဲ့တော့အဲ့ဒါကိုစစောဟာတိုင်းမယ်ဒီအနောက်ဖက်ထိကိုချုပ်မယ်ပြီးရင်ဒီအနောက်ကနေတစ်ခေါက်ပြန်လာပြီးတစ်ချိုးပြန်ချုပ်မယ်ဘယ်လိုပဲဖြစ်ဖြစ်နှစ်ချိုးပြန်ချုပ်သွားတယ် ဲ့တော့တရားပိတ်ပြီးသွားပြီဆိုလို့ရှိရင်တကယ်တော့ဒီမှာဇစ်ဇစ်ကာတာ31စင်တီလောက်ရှိတယ်ဇစ်ဖြတ်ဆက်အဲဂိုက်ထိုးဆက်ဂိုက်ထိုးဇစ်ပေါ့နော်31လောက်ရှိတယ်အဲ့31လောက်ကိုတကယ်တော့ဒီမှာဒီအရှိတေနောက်ပြီးပိတ်ထားတယ်နော်ပြီးတော့မှတကယ်တော့ဒီမှာဇစ်လာတက်မယ်နော်ဇစ်တက်တဲ့အခါကျရင်တစ်ခါပြမယ်နော်ကျေရွစစ်တက်မယ်เนาะအမှစစ်တက်တဲ့ခါကြတွေ့လား နော်ဒီဘက်မှာဒီအလဲတဲတဲ့နော်ဒီအကျောသားတချို့လိုချုပ်ထားတဲ့အလဲတဲတဲ့ဒီဘက်မှာလည်းအလဲတဲတဲ့ပဲနော်ဆိုအဲ့ဒီအလဲတွေကိုတချို့လိုညှိပြီးတော့တတ်မယ်တတဲ့အခါကျတော့ဒီမှာဓာလေးတွေကိုတချို့လိုကအရင်ဒီလိုညှိပြီးတော့ယူသွားမယ်ယူသွားပြီးတဲ့အခါကျမှဘာလုပ်မလဲဆိုတော့ဈေးကိုတချို့လိုပိတ်ကြည့်မယ်နော်ပိတ်ကြည့်လို့ဈေးက okay တယ်ဆိုရင်အတီကြီးပြန်ချုပ်မယ်အတီကြီးချုပ်ပြီးတော့မှတချို့လိုကဈေးကိုချုပ်ရအောင် เนาะဘာကြောင့်လဲဆိုတဲ့အခါကျတကယ်လို့အတီကြီးမချုပ်ပဲနဲ့ဒီပင်အပ်နဲ့ပဲဆိုလို့ရှင်ကျေလို့ချုပ်လို့အဆင်မပြေဘူးဟိုစစ်ကလွတ်သွားတာရှိတယ်ရွေ့သွားတာရှိတယ်ဒါတွေကိုတတိမထားမိပဲဖြစ်မှာเนาะဒီမှာဒီကျေလို့စစ်ချုပ်မယ်เนาะစစ်ချုပ်တဲ့အခါကျတော့ဒီအထုံးဝါဒီကျေလို့ကဖွဲ့ရမယ်เนาะဆိုတော့အဲ့တော့ဒီအောက်ထဲကနေလာရမယ်ဟုတ်လား စင်းမှာတူပါလေဒီမှာလေအပေါ်မှာတွေ့လားသူ line ရှိတယ်ဒါဒီချေတော့ YKK စစ်ပေါ့နော်ဒီ line အတိုင်းကိုသူကချုပ်သွားရုံပဲဘာမှဒီချေတော့ဟိုအကြီးကျယ်လေလှုပ်เสียမှာမလို့အဲ့တော့အခုဒီမှာဒီချေတော့ဒီဟာကိုအရင်ဖွင့်အောင်အထုံးအထုံးကမဖွင့်လို့မရဘာကြောင့်လဲဆိုတော့လက်သေးတို့ဘာလို့ ਨੇ ညီမိလို့ရှင်တွေ့လားဝင်သွားပြီအထုံးနော်ဝင်သွားပြီ sorry လက်သေးတွေပိုင်းနဲ့ညှိသွားတဲ့ခါကျအဲ့အထုံးပြည်တာနဲ့တချို့တို့ကဒီချုပ်ထားတဲ့ကြိုးတွေအကုန်တောက်လျှောက်လိုက်ပြီးတော့ပြုတ်တာနော်အဲ့တော့အခုဒီမှာတချို့တို့တင်ဟာဒီကနေထွက်မယ်နော်음ဒီကနေထွက်မယ်ထွက်ပြီးတဲ့ခါကျရင်ဒီမှာဒီဘက်ကဒီတူရဲ့ဒီ chú dù lại Ả à đào trọ Tu bê thá rê lãnh ạ tăng gô bè chè rùa chốt bà yô mà Nó, hô bà mạ thuê thu lê Nhi à ရွေ့ပြီးတော့ချုပ်เสียအကြောင်းရှိကုန်မရှိမတွေ့တာအပေါ်ဆုံးလိုင်းအဲ့ဒီလိုင်းကိုပဲကျတော့ချုပ်သွားတာအတီကြီးတော့ချုပ်ရတယ်နော်အတီကြီးချုပ်ပြီးမှကျတော့ဇစ်ကိုညှိရတာနုံမဆိုလို့ရှိရင်ဇစ်မညှိလို့ရှိရင်ဇစ်ကချုပ်ပြီးတော့မှဆိုရင်တစ်ဖက်ကအပေါ်တက်နေတာတစ်ဖက်ကအောက်ကိုအရန်ကျသွားတာအဲ့ဒါမျိုးတွေဖြစ်တတ်တယ်နော်အဲ့ဒါလေးတွေကိုကျတော့က သတိထားပေးရမယ်မှစီချုပ်သွားတာတွေ့လားအနောက်ပြန်နေပဲချုပ်သွားတာနော်မခက်ဘူးနာတယ်လားဒါပဲเนาะစချုပ်လေးတွေလည်းတစ်ချက်ခဏခဏပညာဒါနတွေပေးထားတယ် ဲ့ဒီမှာတပ်ပြန်ဖွင့်ပြီးကြည့်လို့ရတယ်အဲ့တော့ဒါပြီးသွားပြီဇစ်တွေအားလုံးပြီးသွားပြီဆိုရင်ဒီဟာလေးကဒီဘေးမှာတက်ရမှာเนาะဒီဘေးမှာရေတို့8ဖွင့်တဲ့အခါကျတော့ဒီမှာအပြင်ကိုပစ္စည်းတွေမထွက်အောင်လို့ဒီဘေးမှာတို့တို့တက်အဲ့တက်တာလေးကိုချက်ပြပေးမှာဟာလားဒီချက်တို့ဒီမှာเนาะဆီလက်တက်ပြီးပြီဒီတစ်ဖက်တက်ဖို့ပဲလိုတော့တယ်ဟာလားဒီတစ်ဖက်ကိုဒီမှာလေးချက်ပြပေးမှာဟာလားအဲ့တော့ဒီမှာအแทမှာဒီချက်တို့ကအထုံးကိုဖွင့် เนาะအထုံးဖွက်ပြီးဒီနားနေပြီးတော့စပြီးတော့ချုပ်မနော် အဲ့လိုကနေပြီးတော့ဒီချက်တော့တောက်လျှောက်ဒီမှာချုပ်သွားမယ်ဒီချားထဲမှာချားထဲမှာချုပ်သွားတာနော်လေးဖက်စစ်ကဲအစုံးရဲ့ဆောဆောကဒီချက်တော့ပိတ်ချထားတဲ့နေရာရဲ့ thì cha đều chậu bằng nhà này nó Em mà đây là ไอ้ดายดาวชาวโกดิเชโรดิมาดีที่ชวาม ဒီနားအထိဒီနားလေးကတော့လွတ်နေမယ်ကိစ္စမရှိဘူးเนาะရေတို့ဒီမှာပတ်ဆိုင်အိတ်ပိတ်လိုက်တဲ့အခါကျတော့ဒီမှာကဘာမှ အပြင်ကိုအများကြီးထွက်စရာမရှိတော့ဘူးเนาะဒါအဲ့တော့အခုဒီမှာဒီရေတို့ဈေးပိတ်လိုက်ပြီဆိုလို့ရှိရင်အဓိကဒီရေတို့ကဒီအထဲကပစ္စည်းတွေအထဲကပစ္စည်းတွေအပြင်ကိုပတ်ဆိုင်အိတ်ဖွင့်လိုက်တာနဲ့လွတ်မထွက်သွားအောင်လို့ကာပါယူထားတဲ့သဘောပဲเนาะမကြည့် မှတ်ကြလားเนาะအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်သွားအဲ့တော့ပြန်ဖွင့်တဲ့အခါကျလို့ရှိရင်လည်းတချို့တော့ဒီမှာဘလုံးမကြာစရာအကြောင်းမရှိဘူးဆိုတော့ဒီမှာတယ်လီဖုန်းထည့်မယ်ဟာလာဒီထဲမှာပတ်စံနေထည့်မယ်ထည့်လို့ရတယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဒီအိတ်ကလေးကရှယ်ပညာဒနာပေးတာပြီးသွားပြီเนาะဖိုက်ချုပ်ကြည့်လို့ရတယ်เนาะတစ်ဖက်ဒီဘက်တစ်ဖက်ပိတ်တယ်သူကဒီ wallet ကလေးကသူကအဆန်းလေးပေါ့เนาะ ဒါဆိုနားလဲပြီเนาะဒါလေးကိုဆက်ချုပ်သွားလို့ရပြီเนาะဒါသူ့ရဲ့အိတ်ကပုံစံလေးရဒီအတိုင်းပဲเนาะယေရှုတင်ပါလေရှင်နိုင်စမဲ့အနီလာဖွေးပါရှင်